တချိန်မှာဦးဇင်းတို့တွေဟာအခုအတူတူနေနေရတဲ့လူတွေနဲ့မလုပ်ကြရမလို့ခွဲခွာကြရလိမ့်မယ်။အဲ့ဒီအမှန်တရားကိုမျက်ခြေမပြတ်နဲ့နော်။အဲအဲ့ဒီအမှန်တရားနဲ့စိတ်နဲ့ကိုတွေ့ထိပေးဖို့လိုမယ်လို့ထင်တယ်။နော်ခွဲခွာခြင်းဆိုတဲ့အမှန်တရားနဲ့ကိုယ့်ရဲ့စိတ်ကိုတွေ့ပေးဖို့လိုတယ်။ကျတို့ကတွေ့မပေးဘူးစိတ်ကဒါကြောင့်အဲ့ဒီကိစ္စကိုသိပ်ပြီးတော့ကြွန်းချမ်းကျင်ကျင်မသိဘူး။ကြွန်းချမ်းကျင်ကျင်မသိတဲ့အခါကျတော့ကွဲလာပြီးခွဲရပြီးဟဲ့ဆိုရင်ဘာဖြစ်ကြအောင်။နော်ရင်ဘတ်ထူတဲ့လူကထူလူတဲ့လူကလူအဲ့လိုဖြစ်တာပေါ့ဟုတ်လား။ ဲ့တော့ဒီနေရာမှာဥစဉ်တို့တခုရှိတာကကွဲကွာခြင်းကနော်ရှုတော်နှမျိုးနဲ့မြင်တတ်ဖို့လိုတယ်။သူကကိုယ်ကိုခွဲသွားလို့ကွဲရတာရှိတယ်။ကိုကသူ့ကိုခွဲသွားလို့ကွဲရတာရှိတယ်။သဘောပေါက်ရဲ့လား။ဟင်တက္ကမကြီးတွေနော်ကိုကသူ့ကိုသူကကိုယ်ကိုခွဲသွားလို့ကွဲတာလည်းရှိရနော်။ဟာကိုကသူ့ကိုခွဲသွားလို့ကွဲတာလည်းရှိတယ်။ဘယ်ကွဲကွာခြင်းကပိုအထိနာမလဲဆိုတာကိုဥစဉ်တို့တွေးရမယ်။ဟုတ်လား။တယောက်ကကိုယ်ကိုခွဲသွားတယ်ဆိုတာကအဲ့ဒီတယောက်နဲ့ကိုယ်နဲ့ပဲကွဲတာကျန်တာတွေနဲ့ကိုယ်နဲ့ကမကွဲသေးဘူးရှိသေးတယ် အဲ့တော့အဲ့ဒါလေးမရှိတော့ဘယ်မလို့ကျန်နေရှိတာလေးနဲ့အပြုတ်ပြီးတော့ဦးဇင်းတို့ကထိုင်လေးရောက်ပြေးလေးအောင်နေလို့ရသေးတယ်။ကိုကသူတို့ကိုခွဲလို့ကွဲပြီးရှင်တော့ဟောအားလုံးနဲ့ကိုနဲ့ကွဲပြီဗျာ။ဒါပါဘုပြောတာတော့သေခြင်းတရားကိုပြောတာနော်။စဉ်းစားသေခြင်းတရားကိုတာမန်အသိဉာဏ်လောက်နဲ့နော် တာမန်ကြိုးစားအထောက်မှုလောက်နဲ့အစဉ်ပြေပြေရင်ဆိုင်နိုင်လိုက်မလို့ဦးဇင်းကထင်ကိုမထင်ဘူး။အဲ့လူတွေကတော့မကြောက်တလို့ပဲနေကြတာပေါ့လေ။အဲ့ဒါလည်းတိတ်ချီးမွမ်းစရာတော့မရှိပါဘူး။ သူတို့မကြောက်တာမတွေ့သေးလို့မကြောက်တာတကယ်တတိရှိလို့အည်သွေးရှိလို့မကြောက်တဲ့မကြောက်ချင်းမျိုးမှမဟုတ်ပဲနဲ့သေခြင်းတရားကိုလူတွေကဘယ်ချင်းကြမှာကြောက်မယ်ထင်လဲသေတော့မယ်ဆိုမှကြောက်မှာအဲအဲ့ဒီအကြောက်ကတိတ်တန်ဖို့မရှိဘူးအဲ့ဒီအကြောက်ကတော့အပေရောက်မဲ့အကြောက်ပဲမသေကန်လေးကြောက်ပြီဆိုရင်အလားလာမယ်ကောင်းပြီတကယ်တမ်းကသေခြင်းတရားကိုမသေခင်အစားကြောက်ဟဟုတ်လားမသေခင်အစားအော်ဒီကိစ္စကကြောက်စရာပဲတုံတန်ရုံအည်သွေးနဲ့ရင်ဆိုင်နိုင်ဖို့မလွယ်ဘူးဆိုတဲ့အတွေ့အမျိုးဦးဇင်းတို့မှရှိရမှာ ဟိုတည်ခြင်းတရားကြောက်เสียရဆိုတာကိုဥစဉ်ကအမျိုးမျိုးတွေးကြည့်တယ်ဆွေးရပါစို့ဥမာလေးအခုတရားဓမ္မတို့မှာပိုင်းဆိုင်ထားတာရဲ့တဝက်လောက်အတိပ္ပယ်မရှိအလကားမပျက်စီးသွားတယ်ဆွေးရပါစို့ကြပြောက်သွားတယ်ဒါမှမဟုတ်တခိုးခိုးသွားတယ်ဒါမှမဟုတ်မီးလောင်သွားတယ်တခုခုသောအကြောင်းအကြောင်းကိုယ့်ရဲ့ပိုင်းဆိုင်မှုရဲ့တဝက်လောက်ပျက်စီးသွားတယ်ဆိုရင်ဘယ်လိုနေမလဲခံရခက်မှာပေါ့နော်ဟုတ်တယ်မဟုတ်လားဒီချိန်မှာငွေ၁၀သိန်းလောက်ကြပြောက်သွားမယ်ဆိုဘယ်လိုလဲတချို့ဆိုင်ကယ်ခိုးခံလို့ငိုကြတာမရှိဘူးလား ပိုင်ဆိုင်မှုလေးပြက်ထိုက်တဲ့လောက်ပျက်စီးသွားလို့မဖြစ်သွားတော့ဆင်းရဲတာပေါ့နော်ဒါတက်မဲ့ပျက်စီးကိုပြောတာနော်ဟာကို့မိသားစုဝင်တွေကမပြောရမဆိုဘူးတယောက်ယောက်လုံးပြန်ပဲ့သွားမယ်ဆိုဘယ်လိုနေမလို့ဟင်ဘယ်လိုနေမလို့ထောက်တည်ရမရငိုကြွေးမှာပဲနော်ဟုတ်တယ်မို့လားဒါပါလဲစဉ်းစားကြည့်တစုံတစ်ခုနဲ့တစိတ်တည်းသားနဲ့တယောက်ယောက်နဲ့ကိုနဲ့ခွဲရတာရှိသေးတာသေးပြီဆိုတဲ့အခါကျတော့တကယ်စဉ်းစားကြည့်ရင်အကုန်လုံးနဲ့ခွဲရတဲ့ကိစ္စပဲ ပိုင်းဆိုင်မှုအလုံးနဲ့လည်းခွဲရတာပဲပသက်မှုအလုံးနဲ့လည်းခွဲရတာအဲ့တော့ဦးဇင်းတို့တွေကပိုင်းဆိုင်မှုတွေကတတိတ္တေတာလေးခွဲရတာတော့မခံမရနိုင်ဖြစ်တယ်ဆိုရင်ပိုင်းဆိုင်မှုအလုံးကိုထားခဲ့ရမယ့်အချိန်မှာဘယ်လိုနေမလဲဒါတွေးကြည့်ပေါ့ဟုတ်လားကိုတန်ရောစဉ်ရှိတဲ့ကိုချစ်ရတဲ့လူတယောက်နဲ့ခွဲရတာတော့ကို့မှာအလွန်ထိခိုက်တယ်ဆိုရင်ကိုတန်ရောစဉ်ရှိရတဲ့လူတွေအလုံးကိုထားခဲ့ရပြီးခွဲရပြီးဆိုတဲ့အနေအထားမျိုးမှာဘယ်လိုနေမလဲဒါစဉ်းစားကြည့်ပေါ့နော်ဒါကြောင့်တည်ခြင်းတရားကိုမတည်ခင်တည်းကဆိုဦးဇင်းတို့တွေကဘာလို့ဖို့လို့တော့ တတ်နိုင်တယ်မြနားလည်မှုရှိအောင်ကြိုးစားဒါလွယ်တဲ့ကိစ္စမဟုတ်ဘူးဆိုတာဟုတ်ဟုတ်လားအဲ့ဒါကိုအရင်တော့ကသူ့ကိုလွယ်လွယ်မလွယ်လွယ် तू ကတော့အချိန်ကြရင်ဆိုက်ဆိုင်မြိုင်မြိုက်ကိုရောက်လာမှာနော်ဘာလို့မျက်နာကိုမှမငဲ့ကွက်ဖဲနဲ့ဘာလို့မှမထောက်ထားဖဲနဲ့ပြောရရင်ဦးဇင်းတို့ပြောနေကြစကလုံးတိုင်းပြောရရင်တတ္တဝါရဲ့ဆန္ဒကိုတိတောင်မတိဖဲနဲ့ရောက်လာမှာပဲဆိုကြပါစို့ကားတစ်စင်းလမ်းပေါ်မှာပြေးနေတယ်ဒါထက်ထားတဲ့စီရှိသလောက်ပဲပြေးမှာပဲလေစီကုန်တဲ့အချိန်ဘာလို့သွားမလို့ရက်သွားမှာနော် စီကုံတဲ့ချိန်ရက်မှာနော်လမ်းလေကောင်ကုံရင်လမ်းလေကောင်ရက်မှာလူကြားတဲ့ကုံရင်လူကြားတဲ့ရက်မှာခကြီးရောက်ရောက်မရောက်ရောက်တို့လူတန်းလမ်းအချိန်နေရာကုံသွားလဲအဲ့ဒီနေရာရက်သွားမှာပဲသူကဟာကဘဝလူကဘလောက်အရေးကြီးတဲ့ခကြီးနဲ့သွားနေတာငါဒီချိန်ကြီးရက်လို့တော့မတော်ဘူးလို့ကားမှာအဲ့လိုမျိုးငဲ့ညာမှုရှိမလားဟာငါလမ်းပေးလေးဆင်းရမနော်လမ်းတော့လမ်းလာတွေဒုက္ခရောက်လိုက်မယ်လမ်းပေါ်ကြီးတဲတယ်တော့ငါရက်လို့မတော်ဘူးလို့ကားမှာအဲ့လိုအတွေးရှိမလားစီကုံတဲ့အချိန်ရက်သွားမှာပဲ အဲ့လိုပဲကျွတ်တုဒီခန္ဓာဆိုတဲ့ကာကဘဝပြေးလမ်းပေါ်မှာပြေးနေတာ။ဘာနဲ့ပြေးနေတုံးလို့မင်းကံစိတ်ဥတုအာရအကြောင်းတရား၄ပါးနဲ့ပြေးနေတာ။အထူးသဖြင့်ကံအရှိန်နဲ့သွားနေတာ။နော်စိတ်ဥတုအာရရဲ့အကြောင်းတရားတွေလည်းအများကြီးအားကြီးစွာရှိပါတယ်။သို့တော့အကြီးဆုံးအကြောင်းတရားတော့ကံတရားပဲ။နော်ကံအရှိန်ကုန်တဲ့အချိန်မှာကျင်နာတွေအကုန်ရှိနေလဲရက်မှာ။ဟုတ်လား။သောသောမှာအာဟာရထည့်ထားတယ်။မစားတော့ပြီးကလာတချို့သေးသွားတာမရှိဘူးလား။အာဟာရကုန်လို့သေးရလားကံကုန်လို့သေးရလား။ ကံကုန်လို့တည်တာနော်စိတ်လည်းအကောင်းကြီးပဲတချို့ဟာဥဒုကလည်းညီညီညွတ်ညွတ်ပဲအပူအေးမှမျှလို့ဟုတ်လားဒါမဲ့ကံကုန်တဲ့ချိန်မှာဖြစ်သွားတည်တာပဲဟုတ်လားအဲ့တော့ပြောချင်တာကတဘာဝတရားကြီးဟာကိုယ်ဆန္ဒကိုတိတောင်မသိဘူး။သူကတော့ဖြစ်เสียရှိတဲ့အတိုင်းဖြစ်သွားတာပဲပုံမှန်မှာပဲဟုတ်လားအဲ့တော့ဦးဇင်းတို့တွေကနားမလည်ရင်တော့ခံရမှာပဲနော်အဲ့တော့နားလည်ဖို့ဦးဇင်းတို့လိုတာကတဘာဝတရားကြီးကိုဦးဇင်းတို့ပြုပြင်ပြောင်းလဲလို့မရဘူးရှိเสียရှိတဲ့အတိုင်း ဖြစ်သွားမှာအဲ့တော့တကယ်တမ်းကြောက်စရာကအိုခြင်းတေခြင်းအိုခြင်းနာခြင်းတေခြင်းကကြောက်စရာလားနားမလည်မှုကကြောက်စရာလားဆိုတာကိုကွဲပြားအောင်ဦးရင်တို့အဖြေထုတ်ရမှာဘာကကြောက်စရာလို့ထင်လဲနားမလည်မှုကကြောက်စရာတကယ်လို့သာနားလည်မယ်ဆိုရင်အိုလည်းကိစ္စမရှိဘူးနားလည်းဆိုတာသူတော်ကောင်းတရားကိုသိတာပြောတာနော်နားလည်းကိစ္စမရှိဘူးသေလည်းပဲကိစ္စမရှိဘူးဟုတ်လားကျွတ်တူကနားမလည်တဲ့အခါကျတော့အိုခြင်းနာခြင်းတေခြင်းနဲ့တူပြီးတော့မလုပ်နေတော့ဆန့်ကျင်ဘက်လုံနေတာလေနိုင်မယ်ထင်လား မနိုင်ဘူးနော်အသေးကြပေါ့ရှုံးမှာနော်ဟုတ်လားဒါကြောင့်တဘာဝတရားရဲ့အကြောင်းကို မတိချင်းဟာအလွန်တရားမှကြီးမားတဲ့အန္တရာယ်တဘာဝတရားရဲ့အကြောင်းကိုတိချင်းဟာအလွန်တရားမှအာကိုးရာလို့ဦးဇင်းတို့မြင်ဖို့မလိုဘူးလားအဲ့ဒါသူတကောင်းတရားကိုသိတယ်ဆိုတာတဘာဝတရားရဲ့အကြောင်းကိုအစဉ်စဉ်သိသွားတာကိုပြောတာနော် ဟုတ်လားအခုတရားအထုတ်ကြတယ်အဓိကဦးဇင်းတို့ရည်ရွယ်ချက်ကမတီးမြင်မှုဆိုတဲ့အနေအဆကိုအစကနေဦးမြင်ဖို့ရည်ရွယ်ချက်ထားရပါလေးပဲဖြစ်လာဖြစ်လာဖြစ်ပြီးရင်ရှိတော့တာမဟုတ် အခုနေ့လေတုန်းကတရားဓမ္မတို့နေရထိုင်ရအထောက်အထားအဆင်ပြေသည်ဖြစ်စေမပြေသည်ဖြစ်စေပြန်တွေးကြည့်ရင်တောင်တချို့ဟာတွေကရေးရရာ မရှိတော့ပြီးသွားပြီနော်ဘာမှမရှိတော့ဟုတ်လားအခုဖြစ်နေတာကောတည်မြဲနေမလားအဲ့ဒီမြဲနေမတော့ဒီအခြေအနေကလည်းခဏနေရင်မရှိတော့ဒီလိုနဲ့ဖြစ်ဖြစ်သမျှအရာတွေကိုအရင်တို့အပြီးအပိုင်းထားခဲ့ထားခဲ့ပြီးတော့ဘဝခီးကိုသွားနေတာမြင်တတ်ဖို့လိုတယ်ဟုတ်